အကိုဘီဂီတိုနဲ့ရခဲ့တဲ့တားလေးကနာမည်ကြီးကိုရီးယားမင်းသားလီဂျွန်ဂီနဲ့တူနေတဲ့လေဝက်ချက်ကိုပြောလာတဲ့ပိုးချပြုတ်ကင်ပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်အေဂရစ်ဒိုင်ယာရီကနေပြလဲကြိုဆိုလိုက်ပါတယ်အလုံးသိကြတဲ့အတိုင်းပဲကလေးဆိုတာကမိဘအဖေအမေနဲ့တူရာကတော့တမတာပါပဲဒါပေမဲ့အခုပိုးချပြုတ်ကင်ရဲ့တားလေးကတော့ဖခင်ဖြစ်သူအကိုထုံးနဲ့မတူပဲနာမည်ကြီးကိုရီးယားမင်းသားနဲ့တူနေရလို့သူမကိုယ်တိုင်ကပြောလာတာကြောင့်ပရိသတ်တွေကြားမှာစိတ်ဝင်စားမှုတွေရောအငင်းပွားမှုတွေပါတပြိုင်တည်းဖြစ်ပေါ်နေပါတယ် ဟုတ်ပါတယ်ပိုးချပြူခင်ကသူ့ရဲ့အငဲဆုံးသားလေးဟာမင်းကလေးပရိသတ်တွေရဲ့အသေးစွဲနာမည်ကျော်မွန်လာပါဇက်ကားရဲကမင်းသားလီဂျွန်ကီနဲ့ချွတ်ဆွတ်တူတယ်လို့ဆိုခဲ့ရပါဒီအကြောင်းကိုတော့သူမကလူမှုကွန်ရက်ပေါ်မှာဂုံယူစွာနဲ့ချပြလာတာဖြစ်ပါတယ်ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတာကဘာကြောင့်ဒီလိုမျိုးကိုရီးယားမင်းသားလေးနဲ့တူတဲ့သားလေးကိုမွေးလာရသလဲဆိုတဲ့အလေးဝက်ချက်ကိုလည်းပိုးချပြူခင်ကဖွင့်ဟလာပါတယ်သူမရဲ့ပြောပြချက်အရသားလေးကိုကိုဝင်ဆောင်ထားစဉ်တုန်းကမွန်လာပါကိုရီးယားဒရာမာဇက်ကားကိုအချိန်ကျအရ ရန်ကိုနှစ်သက်ဆွဲလန်းပြီးတော့ကြီးခဲ့တယ်လို့သိရပါတယ်။သတင်းတွေရဲ့အဆိုအရတော့သူမဟာအရိဇက်ကားကိုအနည်းဆုံး၃ကလောက်ပြန်ကြီးခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီလိုဇက်ကားကိုအချိန်ချင်းအာယုံဆိုင်ကြည့်ရှုခဲ့တဲ့အတွက်ကြောင့်မွေးလာတဲ့ကလေးကဇက်ကားတွေကမင်းသားလီဂျွန်ကီနဲ့ရုပ်ပုံတံတန်းကိုရခဲ့တာဖြစ်တယ်လို့ပိုးချဖြူကင်းကယုံကြည်နေရပါဒါကတော့ဘိုက်သေးကကလေးကိုပုံသွင်းနေဆိုတော့ရှေးလူကြီးတွေရဲ့အယူအဆမျိုးနဲ့တူနေပါတယ်။ ကိုရီးယားမင်းသားလီဂျွန်ဂီဆိုတာကတော့ပြည်သက်ကြီးလိုသိတဲ့အတိုင်းပဲမွန်လာပါဇက်ကားထဲမှာအကောင်းဆုံးတရုတ်ဆောင်နိုင်တဲ့မင်းသားကျော်တလက်ပံဒီလိုပြောကြားမှုအပြီးမှာပြည်သက်တွေကြားမှာအမြင်နှမျိုးကွဲသွားခဲ့ပါတယ်။တချို့ကတော့ဟုတ်တယ်မျက်လုံးနှာတန်လေးတွေကကိုရီးယားဆန်နဲ့ချစ်စရာလေးဆိုပြီးတော့ထောက်ခံကြပါတယ်။ဒါပေမဲ့ပြည်သက်အများစုကတော့ဒီအဆိုကိုလက်မခံကြပါဘူး။တချို့တွေကတော့ပိုးချပြုခဲ့မွေးထားတဲ့အငယ်ဆုံးသားလေးဟာလီဂျွန်ဂီနဲ့မတူပဲမြောက်ကိုရီးယားခေါင်းဆောင်ကြီးကင်ဂျွန်အန်နဲ့တူတယ်ဆိုပြီးတော့ပြန်လည်ဝေဖန်ပြောဆိုကြတာ 是吧？ ဒီအချက်ကတော့ပရိသတ်တွေကြောင့်အငင်းပွားစရာအကြောင်းအရာတစ်ခုပါ။အားလုံးသိကြတဲ့အတိုင်းပဲမင်းသမီးပိုးချဖြူခင်ဆိုတာကတချိန်ကရုံးတန်ဇလန်တွဲတွေများစွာနဲ့ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ထိတ်တန်းမင်းသမီးတစ်လက်ဖြစ်ပါတယ်။သူမကအနုပညာလောကမှာအောင်မြင်နေချိန်ရွှေတတိကြီးပီကေထွန်းနဲ့လက်ထက်ထင်းများခဲ့ပြီးရဲ့နောက်ပိုင်းမှာအနုပညာအလုပ်တွေကိုလုံးဝရပ်နားခဲ့ရပါ။အခုတခါမှာတော့ခင်မုံဖြစ်သူရဲ့စီးပွားရေးလုပ်ငန်းတွေကိုဝင်ရောက်ကူညီလုပ်ကိုင်ရင်းနဲ့မိခင်ဘဝကိုအပြည့်အဝအခိုင်အယူနေရဖြစ်ပါတယ်။အခုမွေးဖွားတာကတော့သူမရဲ့ ဒုတိယမြောက်သားရတနာလေးဖြစ်ပါတယ်။လူမရဲ့သားလေးဟာအစောပိုင်းကိုဝင်ဆောင်ချိန်ကလေးကပြည်သက်တွေရဲ့စိတ်ဝင်စားဆောင်ကြည့်မှုတွေကိုခံခဲ့ရတာပါ။အခုမွေးဖွားလာတဲ့အခါမှာလည်းဖြူးဖြူးပွေးပွေးနဲ့အလွန်ချစ်စရာကောင်းတဲ့သားလေးဖြစ်တာကြောင့်ပိုးစားပြုခင်ကိုချစ်ကြတဲ့ပြည်သက်တွေ၊လူမရဲ့မိဖက်စီးပွားရေးသမားတွေကဝမ်းမြောက်ဂုဏ်ယူစကားတွေဆိုခဲ့ကြပါတယ်။ အခုတခါမှာတော့ပိုးကြဖြူခင်ကသူ့သားလေးကိုကိုရီးယားမင်းသားလီဂျွန်ဂင်နဲ့တူတယ်လို့ညွှန်းဆိုလိုက်တာကပဲပရိသတ်တွေကြောင့်မှအထူးကပြောစရာအကြောင်းဖြစ်လာခဲ့ရပါပိုးကြဖြူခင်ကတော့ကိုရီးယားမင်းသားလီနဲ့တူတဲ့သားငယ်လေးကြောင့်ဂုံယူကောင်အင်တာနက်ပေါ်မှာခြားပြနေရဖြစ်ပါတယ်တချို့တွေကတော့ပိုးကြဖြူခင်ကနိုင်ငံကျော်ရုပ်ရှင်မင်းသမီးဖြစ်တယ်လို့လက်ထက်တော့လည်းထိတ်တန်းတတိမမကြီးဖြစ်လို့ဒီလိုချစ်စရာကောင်းတဲ့သားလေးမွေးတာမဆန်းဘူးလို့မှတ်ချက်ပေးနေကြပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြပရိသတ်တွေအနေနဲ့ပိုးကြဖြူခင်မွေးလာတဲ့သားလေးက ဖခင်အရင်ပြီးခင်ထုံးနဲ့မတူပဲကိုရီးယားမင်းသားလီဂျွန်ဂီနဲ့တူနေရဆိုတဲ့ပုံမှာမိမိတို့ရဲ့အမြင်လေးကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးခဲ့တဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်